ဆောင်းဝင်လဲဂယုမဆိုင်တော့တဲ့အာစနယ် getting started a life is a dream or a nightmare scarred မင်္ဂလာပါဗျကုခိုင်းစတာဖုတ်ဘောလ်ရှူအနေကျွန်တော်တို့ကုခတ်မှာအာစနယ်နဲ့တော်တင်ဟော့စ်ပါရဲ့ပွဲပြီးသုံးသက်ချက် full time review လုပ်သွားကြပါတယ်ခင်ဗျဒီပွဲစဉ်ကမြောက်လန်နဒါဘီဆိုပေမဲ့လည်းအရင်ကြည့်လို့မကောင်းခဲ့တဲ့မြောက်လန်နဒါဘီပွဲစဉ်တစ်ပွဲဖြစ်ပါတယ်တော်တင်ဟော့စ်ပါတဲ့ဒီပထမအိမ်မှာအာစနယ်အသင်းကို goal attempts လို့ခေါ်တဲ့ goal ကန်သွင်းချက်တစ်ချိန်တစ်ခါမှမရခဲ့ပါဘူး goal ကန်သွင်းချက် မရခဲ့တဲ့အတွက်ကြောင့်ရှွတ်တွန်တာဂက်ကိုပေါက်တဲမှုဆိုတာမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ Richard Leeson တွင်းဥသွားတဲ့တွင်းကိုကသူတို့ပထမဆုံးရရှိခဲ့တဲ့ first attempt အဲ့တော့ first attempt ကနေဒီလုံးရခဲ့တယ်နောက်ထပ် moments တွေကလည်းတိတ်ပြီးရှင်းခုံစီရာတော့မရှိခဲ့ပါဘူး Arsenal တင်းရပဲပွဲချိန်ပြည့်အယုံပြောဝဆိုင်ပြီးစိုးမိုးချေလေကစားသွားခဲ့တယ်။အဲ့တို့ကြောင့်မြောက်လန်ဒါဘီဆိုပေမဲ့အရင်ကြည့်လို့မကောင်းခဲ့ဘူးလို့ပြောတာပါ။ဒါပေမဲ့တောမတ်ဖရန့်ဒီ အာစနယ်ကိုအကောင်းဆုံးရှင်ကစားဖို့အတွက်တော့ရည်ရွယ်ခဲ့တယ်။ကျွန်တော်ပွဲကြိုသုံးသပ်ချက်မှာ zone of control တွေအကြောင်းအဲဆွေးနွေးခဲ့ဘူးတယ်ပေါ့နော်။အဲ့ဒီအပိုင်းတည်းမှာဆိုရင် bro ကြည့်ဘူးတဲ့သူတွေမှတ်မိမှာပါ။ Torreos Spa ရဲ့ကစားပုံဒီခန်းစစ်နဲ့ဒီကွင်းလယ်ကအထိုင်နှစ်ယောက်ကိုတော်တယ်လို့ကောက်အောင်ကစားပြီးရှေ့ကအတကင် trial နဲ့ဖြတ်စော်ထားတယ်။တနည်းအားဖြင့် number 8တို့30တို့မှာ playmaking လုပ်ပေးမဲ့ကစားသမားနဲတယ်ပေါ့နော်။ရှေ့တောင်မှ ောက်လျှောက်ဘောလုံးကိုပေးပြီးတော့ကစားကွက်ပုံဖော်မှန်ဒီပေးနေနိုင်ဘူးဒါကတော်တင်ဟော့စပါရဲ့နောက်တန်း၄ယောက်ပုံစံကိုပြောတာဒီပွဲမှာပို့ပြီးတော့ကွင်းနဲ့ကစားကွက်တီမပေါ်လွင်ခဲ့ဘူးသူ့ရဲ့ရွေချက်ကတော့နောက်တန်း၃ယောက်နဲ့ကွင်းလက်အထိုင်ကစားသမား၂ယောက်ကိုတတ်နိုင်သလောက်စင်ထရယ်ဇုံတနည်းအားဖြင့်ဒီပေါ့ကတ်တီမှာကြောက်အောင်ကစားခိုင်းတယ်အာစနယ်တင်းရဲ့အားကောင်းဆုံးနေရာတွေမှာသူတို့ခံစစ်ကို တေချာပိုင်နိုင်အောင်တိဆောက်ပြီး drive play တွေ counter attack တွေနဲ့အားပြုပြီး ကစားဖို့ကြံရွယ်ခဲ့တယ်ဆိုတော့ညာလေတကယ်တမ်းရှင်းပြကစားတဲ့အခါမှာမှန်ချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူးလို့ပြောရမှာပါအဲ့တော့ဒီလိုမှန်ချက်နဲ့နှမ်းထွက်မကိုက်အောင်လဲအာတိတအကောင်းဆုံးဒီ viewer ဘိုင်းကိုချမှတ်သွားနိုင်တယ်ပုံမှန်ဆိုရင်ဘောလုံးပေးကင်လိုက်ရင်ကွင်းလယ်မှာဘောလုံးဝင်နေတာများတယ်။တိုးတိုးအာစနယ်ကစားသမားတွေကြတော့ကွင်းလယ်မှာဘောလုံးကိုတိတ်မတဲတော့ပဲ။ Declan Rice တို့ဒီ half space တဲကိုဝင်ပြီးတိုးတယ်အ0နဲ့ဇုံ14တွေမှာများသောအဖြစ်နေရာယူတယ်ဒီလိုနေရာရဲ့နေရာမှာလဲဟိုပေါ်တင်ကြီးပြအလဲကနေဘစ်တက်တွေလုတ်ပြီးနေရာယူတာမဟုတ်ဘူးတောင်မန်တွေကနေအားပြုတ်ပြီးအထဲတဲကိုပြန်ချိုးပေးတယ်ဒီလိုချိုးပေးတဲ့နေရာတွေမှာတော်တင်ဟော့စပါထုံးတဲ့နိုင်မဲ့ကြက်အောင်ကစားထားတဲ့အတော့အဲ့ဒီနေရာတွေကကန့်သွင်းမှုအခွင့်အရေးတိတ်မရခဲ့ဘူးဆိုပေမဲ့အဲ့ဒီနောက်မှာတချို့ကစားသမားတွေက defensive line ကိုဖြတ်ထွက်ဖို့အတွက်ယူပေါက်တွေတွေးခဲ့တယ် အဲ့တို့ကြောင့် True Lopez တွေပထမဆုံးမှာနှစ်ချိန်တော့ Arsenal တင်းကပေးနိုင်ခဲ့တယ်ပုံစံလူတွေကြီးပဲပေးခဲ့ရအောင်အဲ့နှစ်ချိန်တွေကတစ်ချိန်ကဂိုးဝင်သွားခဲ့တယ်ပထမတစ်ချိန်ကလည်း Declan Rice ရဲ့ထိချက်နည်းနည်းလွဲသွားလို့ Vigory ကိုပုတ်ထုတ်ကာကွယ်သွားနိုင်တာတကယ်လို့အဲ့ဒီပထမတစ်ချိန် True Lopez မှာ Declan Rice ရဲ့ကန်သွင်းချက်ဝင်သွားရင်အဲဆောစီကိုရအောင်မယ်အဲ့ပြောချင်တာအတိတာဒီ Thomas Frank ဒီလိုမျိုး၃ရောက်တန်းခန်းစီကြီးနဲ့ကစားမယ်ဆိုတော့ကြိုတောင်တိနေသလားအောင်းမရတယ်အဲ့တော့၃ရောက်တန်းခန်းစီမှာဒီလိုစော့ရင်ဒီလိုမျိုးကြက်တဲမှုတွေပေါက်ကက်တွေမှာတမန်ရန်နင်းချိတ်ရတဲ့အခြေအနေတွေခက်ခဲမှုတွေကြုံလာနိုင်တယ်ဆိုတော့သူတို့ကောင်းသွားနားလဲသဘောပေါက်တယ်အဲ့တော့ကြောင့်ဘောလုံးရပြီဆိုရင်ကျွန်တော် channel တွေမှာများသောအပြင်ဘူကာယိုဆာကာတို့လီယန်ဒရူထရောဇာတို့ရဲ့ပြေးလွှားမှုတွေနောက်ကကလာဖီယိုရီဂျူရီယန်တင်ဘာတို့ရဲ့ဆပိုးတင်လုပ်မှုတွေအများစုမြင်တွေ့ခဲ့ရတယ်။ဗျူဟာပိုင်းမှာအာဒီတာအနေနဲ့အကောင်းဆုံး စိုးမိုးချက်လေကစားခဲ့တယ်လို့ပဲပြောရမှာပါအဲ့နောက်ထပ်တစ်ပိုင်းကဒီပွဲအနိုင်ရရှိမှုကအာစနယ်အသင်းတို့အရန်ကိုချိုမြင်ခဲ့တယ်ဗျဘာကြောင့်လဲအနိကက်ဆုံးပြိုင်ဘက်မန်စီးတီးအမှတ်ရော့သွားတယ်ရှုံးတော့ရှုံးသွားတယ်ဗျမန်စီးတီးကို9မှတ်ဖြတ်ထားနိုင်ပြီချက်စီးသင်းကိုလည်းလက်ရှိချိန်မှာရမှတ်ဖြတ်ပြီးတော့နောက်လာမဲ့ပွဲစဉ်အတွက်ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကလည်းကြည့်လို့ကောင်းမှာသိကြတယ်ဒါတွေမကသေးဘူးဒီပွဲစဉ်မှာတချို့တော့ record တွေလည်းဝင်ခဲ့တာရှိတယ် ်အဘရီဂျီအဇီယာပရီးမီးယားလိလို့နာမည်ပြောင်းပြီး1992နောက်ပိုင်းပေါ့နော်တော်ဒင်ဟော့စ်ဘာဘတ်ကိုဟက်ထရစ်သွင်းတဲ့ပထမဆုံးအာစနယ်ကစားသမားဖြစ်လာတယ်ဒီမတိုင်ခင်အချိန်ကာလတုန်းကတော့ဒီမြောက်လန်ဒါဘီမှာဟက်ထရစ်သွင်းခဲ့တဲ့ကစားသမားတွေရှိပါတယ်58နှစ်အကြာမှာအဇီးကဒီဆန်ချင်းကိုပြန်လဲရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာဆိုတော့နီးပြွာပိုင်းအကြောင်းပြန်သွားလိုက်အောင်အဲ့တော့ Thomas Frank ရဲ့ view အပိုင်းကိုတော့ကျွန်တော်ကလိုအပ်ချက်တစုံတရာရှိတယ်လို့မထင်ဘူး တကယ်လို့ပေါ်ရိုတို့ထုံးတဲ့တိုင်းဥရိုကီးပဲဖြစ်ဖြစ်เนาะဂျက်စပန်ကို left back ထုတ်ပြီးကစားတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်၄နှစ်၃တစ်တဲ့ရင်ပူပြီးဆိုးမှာအဲ့တော့ကြောင့်သူတဲတဲ့ပုံစံ Brentford အင်းမှာ၃ယောက်တန်းခံစေတဲတဲ့ပုံစံကစားပေမဲ့လည်း Brentford ကကြတော့အဲ့လိုပုံစံတိုင်းအသားကျနေပြီကျွန်တော်ပြောပါတယ်ဒီ Tottenham Spurs အတင်းရဲ့ defender တွေရဲ့ type နဲ့ Brentford အတင်းက defender တွေရဲ့ type နဲ့နည်းနည်းလေးကွဲတယ်တော်တင်ဟော့စပါကစားသမားတွေကဘောပလင်းပူရတယ် ဒန်ဆိုခရစ်ချန်ရိုမဲရိုမစ်ကယ်ဗန်ဒီဗင်၃ယောက်လုံးကဘောလုံးကြီးတွေကိုဗျာအပြက်ဖြတ်ထုတ်နေတဲ့ပလေယာမျိုးတွေတက်ဆိုင်အတက်ကင်ဗီရှင်ကောင်းတဲ့ကစားသမားတွေကြီးပဲအားလုံးဘောလုံးဖြတ်နိုင်တဲ့သူတွေကြီးပဲအဲ့ဒီအပိုင်းလေးတွေမှာဘရန်ဖို့နဲ့မတူညီတဲ့လိုအပ်ချက်လေးရှိသွားတယ်ပေါ့နော်ဒါတောင်မှကွေးလယ်မှာပယ်လင်ညာအရန်ကောင်းတဲ့အတွက်ကြောင့်တချို့သောစိုးမိုးချယ်လယ်မှုတွေမှာနည်းနည်းလေးဟန့်တားသလိုမျိုးဖြစ်ခဲ့တာဆိုတော့စပါးဒီနကူကလေးကကွေးလယ်မှာဖြတ်ပြီးကစားသွားပါတယ်ဆိုမှအာစနယ်အသင်းရဲ့ကွေးလယ်ကစားပုံက ဒီပွဲအတွက်အရင်ကြီးဟိုပြည်စုံသွားတဲ့အခါကျတော့ဗျရှေ့ကကစားသမား၃ယောက်ကတတ်တက်ကြီးအဲသူတို့နောက်ကကစားသမားအုပ်စုကတတ်တက်အဲ့တော့3 bet ဆိုရင်ပဲသူက5 bet 3 bet ဆိုတာအများရင်ပြောင်းနေတာ in position နဲ့ရောက်သွားရင်တော့3 bet ပဲဖြစ်သွားလိမ့်မယ်ဝင်ကာတွေကတော့ကွင်းနဲ့ကစားသမားတွေနဲ့တန်းရင်တန်းသွားလိမ့်မယ်သို့တော့ Tottenham Spa ရဲ့အဲ3 bet ကိုကြည့်များသောအဖြစ်3 bet တက်ဆိုင်5 bet ပဲဖြစ်နေတယ် Jaspers တို့ Udoki ကိုရှေ့ကိုအရင်မတက်ရဘူးဒီ နောက်တန်းကစားသမား3ယောက်ရဲ့ဘီးမှာပဲအများသောအားဖြင့်ရန်ပြီးစော့ပေးရတယ်အဲ့တော့9ယောက်ကွင်းလယ်2ယောက်နဲ့ပေါ့9ယောက်103ယောက်ကလုံးဝတိတဲ့ရင်ဖြစ်သွား Richard Lee Sin မမ်မကူဒက်ဦးတို့ကြီးပါလို့ပါမှန်းတော့မသိဘူးပထမအိမ်မှာတော်တော်ဆိုးတယ်အဲ့တို့ကြောင့်ပထမအိမ်မှာဒီတိုက်စစ်ကစားသမား3ယောက်ရဲ့ဂိုးကန်သွင်းချက်တွေတကိုးမောက်ကျွန်တော်တို့မတွေ့ခဲ့ရတာပါဒါတော့မှအာစနယ်အသင်းမှာအသင်းရဲ့အဓိကကစားသမားတချို့မပါဝင်နိုင်ဘူး Gabriel ဒီဘောလုံးရဒီမှာအရင်ကောင်းနေတယ်သူ Mario Odige Vidal Yokes ီလိုမျိုးဒီကကစားသမားတွေမပါတာတောင်မှအိမ်ကွေးမှာ41ဆိုတာကြီးလွန်တာပေါ့ဗျာအဲ့တော့အများစုခမန်းနေကြသလိုဒီနှစ်ရသည် EPL တိုက်တဲ့ကအာစနယ်ရဖို့ဆိုတာတော်တော်လေးတော့အချိန်များသွားပြီပေါ့နော်တော်တော်ပြောဖို့ကတော့နည်းနည်းစောနေပါသေးတယ်အခုမှ Premier League ပွဲစဉ်7ပဲရှိသေးတဲ့ကာ Premier League ပွဲစဉ်38ထိကမ်းမှာဖြစ်တဲ့အတွက်ဂျားထဲမှာတော့ဘာမှဆိုတော့ဖြစ်သွားနိုင်တယ်ပေါ့နော် ဒါမဲ့လေသူတို့ရှေ့မှာသင်ကန်းသားတွေအများကြီးရခဲ့တဲ့အတွက်ကြောင့်တီတီငိမ့်နဲ့အကောင်းဆုံးကြော်ဖြတ်နေတယ်လို့ပဲထင်တယ်။အဲ့ဒီကြောင့်ကျွန်တော်ညီထဲမှာပြောခဲ့တယ်လို့မျိုးပေါ့။စောင်းဝင်လာပြီမဲ့အာဆင်နယ်ရဲ့လက်ရှိအခြေအနေမရင်းရိုင်သေးပါဘူး။ Okay အဲ့တော့ကျွန်တော်တွင်းကိုလေးတွေတစ်ချက်ပြန်ပြီးတော့စမ်းစစ်ကြည့်အောင်။ဒါပထမဆုံးတစ်လုံးဆိုရင်ကျွန်တော်ကတော့ပြော True Lopez အပိုင်းပေါ့။ Merino ဒီဒီနေ့ပွဲတော်တော်ကောင်းတယ်။နံပါတ်6နေရာမှာကစားရမယ်။တကယ်တော့နံပါတ်6အတုပြ။ First time ပုံစံဆော့တာ။ နော်အဲ့တော့မီရီနိုရဲ့ true lobes ကနေတစင် trouser ကလည်းအရေးအကြောင်းအဆိုကိုးသွင်းပေးတယ်အဲ့တော့ first touch အရန်ကောင်းတယ်ပတ်ပြီးတော့ကန်သွားတယ်ဝင်သွားတယ်နောက်ထပ်တစ်လုံးကတော့အဇီးရဲ့ဒါပြဖို့မှုကို a bridge အဇီးလူပေးမလို့လို့ဘာလို့နဲ့ solo ကိုးသွင်းသွားတယ်ပေါ့ဒုတိယပိုင်းရောက်တဲ့အခါမှာဆက်ဆာချင်းပဲအဇီးကလှလပပကန်သွင်းယူသွားခဲ့တယ်ဒီ goal တော့ funny shoot လို့ခေါ်တယ်ပေါ့တေသက်လှပဝိဝိုက်ပြီးတော့ကန်နဲ့ကန်သွင်းချက်ကိုပြောတာပါ နောက်ထပ် goal တကူကတော့ကျွန်တော် တရင်ဟော့စ်ပါရသွားတဲ့ဂိုးပေါ့လေဒီလုံးကဇူဘီမန်ဒီရဲ့အမားတော့မဟုတ်ဘူးဗျဇူဘီမန်ဒီလည်းကောင်းသော်နာလည်းသဘောပေါက်သွားမလို့ထင်တယ်သူဘောလုံးဆွဲလာနည်းနည်းလေးများသွားတယ်ပြီးတော့တစောင်းကြီးဆွဲသွားတာဒါကိုပယ်လင်းညာကလှမ်းပြီးတော့တက်ကယ်ပြစ်ပြီးယူသွားတယ်အဲ့ဒီလုံးကိုရစ်ချလီဆင်ကတန်းပြီးတော့ကန်သွင်းတာဘာကြောင့်လဲဒေးဗစ်ရိုင်ယာရှစ်တက်နေတာသူမြင်တဲ့အတွက်ကြောင့်ကန်သွင်းသွားခဲ့တာပါဒီကူကတော်တော်လေးကိုလှပတည်တတ်တဲ့ဂိုးဖြစ်ခဲ့ပါတယ်ဒီတစ်ပတ်ရဲ့ goal of the week ထဲမှာတေချာပေါက်ပါလာမယ်ဂိုးပါဒါမဲ့လည်း တော်ရီယောစပါတင်ဒီအေဂိုယာဘီအာစနယ်တင်းကိုမမေရဘာမှထပ်မလုံးပြနိုင်ခဲ့ဘူးပေါ့နော်နောက်ထပ်ဂိုးတကူကိုတော့မီရီနိုထရောက်ဆက်အတွဲဖက်ကနေအဇေးကိုပေးပြီးတော့အဇေးကဟက်ထရစ်ကန်သွင်းယူသွားခဲ့တာပဲဖြစ်ပါတယ်ဒါတောင်မှ ပွဲပြီးကနေအချိန်မှာနောက်ထပ်ဂိုးကန်သွင်းခွင့်တစ်ချိန်ရသေးတယ်လေးဂိုးဝင်တော့မလို့ပေါ့နော်ဂိုဒမဖီဂါရီကိုပုတ်ထုတ်ကာကွယ်သွားတဲ့အတွက်ကြောင့်ဒီဂိုးကမရခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာအာစနစ်ကစားသမားတွေအားလုံးကျူးသားပြီးတော့ကစားပြီးသွားခဲ့တယ်အင်ကပြက်ကလည်းဂီဘရီယယ်မာဂိုင်းစ်နေရာမှာအတက်နိုင်ဆုံးပေါ့နော်ဖြည့်ပြီးတော့ကစားပြီးသွားတယ်လို့ဇူဘီမန်နီရဲ့အမှားယွင်းလေးနည်းနည်းလေးရှိပေမဲ့ဒီပွဲစဉ်မှာဇူဘီမန်နီကလည်းအရေးပါအရောက်တဲ့ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်ခင်ဗျမနေ့ဖင်ရောက်အကြိုက်ဆုံးကစားသမား၅ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြပါအောင်မယ်အခုတော့အားလုံးနှုတ်ဆက်ပြရစီကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ